ရခိုင်မကွေးဆက်ဆက်ဒေသငဖဲနယ်ပဒန်းတိုက်ပွဲဒီမှာစစ်ကောင်စီဘက်က60ကျော်တေဆုံ18ဦးလက်ရဖမ်းမိလက်နက်ခဲယမ်းများစွာ သိမ်းမိတယ်လို့လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးကသတင်းထုတ်ပြန်ပါတယ်ဒီဒေသမှာဇန်နဝါရီကနေဧပြီလထိတိုက်ပွဲ23ကြိမ်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်တဲ့နေရာတွေကတော့ငဖဲမြို့နယ်နယ်ရီကံပြူအားကုန်းအနီးကစခန်းတွေ ငဖဲမျိုးနယ်တဲကကြေးရွာတွေပသိမ်မုံရွာကားလမ်းကနေဗဒန်းမျိုးအဝင်လမ်းတွေမှာဖြစ်ပြီးဒီစခန်းတွေကိုတော်လိုင်းတက်တွေကကြားပြတ်တိုက်ခိုက်ခဲ့တာလို့ဖော်ပြပါတယ်ဒီတိုက်ပွဲတွေမှာသေဆုံးသူ63ဦးထဲမှာဘုံမူစီဟအောင်ပါဝင်ပြီးဖမ်းဆီးရမိသူ78ဦးထဲမှာဘိုကြီးအောင်ငိမ့်ချမ်းနဲ့ဘိုကြီးတင်ကိုထက်ပါဝင်တယ်လို့ဆိုပါတယ်သိန်းစီရမိတဲ့လက်နက်တွေထဲမှာ ဆက်လက်နဲ့လက်နေငယ်မျိုးစုံဆက်လက်ကျော်84မီလီမီတာ လောင်းချာကြီးပါဝင်ခဲရံများစွာ ပါဝင်တာကိုဓာတ်ပုံမှတ်တမ်းတွေတွေ့ရပါတယ်ဒီဆက်စည်တွေကတချို့တိုက်ပွဲတွေကို PR တွေမကွေးနဲ့အတူမင်းဘူးခရိုင်အမှတ်နှစ်တရင်ပူးပေါင်းဆောင်ရွက်ပြီးအမ်ဘရန်ဆစ်စင်ရေးစစ်နယ်ချဲ့ထွင်ရေးအတွက်မဟာမိတ်တွေနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဖော်ပြထားပါတယ် တဝဲခရိုင်မြစ်တာမြို့နယ်ထိုင်းမြန်မာနယ်စပ်အနီးကထိထဗျူဟာကိုဧပြီ19မှာတော်လိုင်းတပ်တွေကသိမ်းပြီးတဲ့နောက် အခုနောက်ဆုံးကြံနေတဲ့နယ်စပ်မြင်းဘော်ကထိခီစခန်းမှာတိုက်ပွဲပြင်းထန်နေတယ်လို့ဒေသတွင်းမီဒီယာတွေကဖော်ပြပါတယ်။ထိုင်းမီဒီယာတခုဖြစ်တဲ့ House of သတင်းစာကတော့ KNU ကရင်မျိုးသားစည်းရုံးနယ်မြေကိုဘုံလာကျဲတဲ့စစ်ကောင်စီလေရင်တွေထိုင်းနိုင်ငံဘက်ကန်ချနာပူရီခရိုင်ထဲ ျူးကျော်ဝင်ရောက်လာတဲ့အတွက်ထိုင်းဘက်ကသတိပေးခဲ့တယ်လို့ဖော်ပြပါတယ်။ဒါပေမဲ့စစ်ကောင်စီဘက်ကမလိုက်နာဘဲထိခီးကုံသွေးရေးဂိတ်အပြင်ထိုင်းဘက်ကန်ကနေဆက်ရွာဖုနန်းရုံကျေးရွာအနီးကိုလေရင်ကဘုံးဆယ်လုံးကျဲသွားတယ်လို့ဆိုပါတယ်။မြေပြင်တိုက်ပွဲအခြေအနေကတော့ KNL ကင်မျိုးသားလူမျိုးရေးတပ်မတော်နဲ့ PDF ပြည်သူ့ကာကွယ်တပ်ကသတင်းထုတ်ပြန်တာမရှိသေးပါဘူး။ အရင်သတင်းတွေအရဆိုရင်ထီခီစခန်းမှာစစ်သား20ဝန်းကျင်ပဲရှိပေမဲ့ဧပြီ19ထီထာစခန်းစီစစ်ကူလာပို့တဲ့ရဟတ်ရင်30င်းပါစစ်သား60ကိုထီထာမှာမချနိုင်တော့တဲ့အတွက်ထီခီမှာချထားပေးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ထီခီစခန်းသိမ်းပိုက်ရေးဟာမူလအစီအစဉ်ထက်ပိုပြီးကြန့်ကြာသွားနိုင်တယ်လို့ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။ ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်နဘူးကော့ကရိတ်လမ်းခွဲအနီးတည်ရှိတဲ့အမတ်ဆန်နေစစ်စင်ရေးကိုကဲမှုဌာနချုပ်ဝန်ကျင်မှာရဲ့ဇက်တိုက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ KIC Grand Information Center ကဖော်ပြပါတယ်။စာကခဆက်နှစ်အနီးကကိုးတိုင်နဲ့ရန်ကုန်ဘက်အမှတ်69ချီလင်တိုင်နဲ့နီးတဲ့ဒဒန်ကူးရွှေကျက်မင်းဘက်မှာဧပြီ15ရက်ကတိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်ကအတွဲလိုက်ဒုံးတွေလေချောင်းပစ်ကူတွေနဲ့အသေးလေးခုခံနေတယ်လို့ဆိုပါတယ်။ဒါပေမဲ့စကခစနစ်ဌာနချုပ်အနီးကနဘူးကော့ကရိတ်လမ်းခွဲရင်ခွဲတောင်စစ်ကောင်စီ ကာကင်းစခန်းကို KNL ကမြို့သားလူမျိုးရေးတပ်မတော်နဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်ပြီးနေမြေရှင်းလင်းရေးဆက်လုပ်နေတယ်လို့စစ်ဘက်သတင်းရက်ွက်တွေကဆိုပါတယ်။ကော့ကရိတ်မှာစကခ72အပြင်ခလာရ68 ကျုံတူးဘက်မှာ ချင်းမြန်တရင်နှရင်ဖြစ်တဲ့ခမရ945နဲ့946ရှိနေစေဖြစ်ပါတယ်။ KNL နဲ့ PDF တွေဘက်ကတော့ကော့ကရီစစ်စင်ရေးနဲ့ပတ်သက်ပြီးသတင်းမထုတ်ပြန်သေးပါဘူး။ပကိုးတိုင်းညောင်လေးပင်မြို့နယ်ပဇုံရောင်းကြီးရွာဘက်ကိုစစ်ကြောင်းထူလာတဲ့အင်အား60ခန့်ပါစစ်ကောင်စီတပ်ကိုတော်လိုင်းတပ်တွေကကြားပြတ်တိုက်ခိုက်ရမှာ။ စစ်သား၃ဦးသေပြီး၅ဦးတမနေတံရရတယ်လို့ Fire Dragon မီးနဂါစစ်ကြောင်းကသတင်းထုတ်ပြန်ပါတယ်။ဤပရနစေမနေ့ငန်းရိုင်းခွေကမှာတိုက်ပွဲဆဖြစ်ပြီးစစ်ကောင်စီဘက်က drone တွေလက်နက်ကြီးပစ်ကူတွေအပြင်လေကြောင်းပစ်ကူပါ၃တဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ဆိုပါတယ်။တော်လိုင်းတပ်တွေကအသေးအချာနေရာယူထားတဲ့ဘက်ကိုစစ်ကောင်စီတပ်ကတိုးလာတာဖြစ်တဲ့အတွက်တော်လိုင်းဘက်ကထိခိုက်မှုမရှိဘဲ စစ်ကောင်စီတပ်နောက်ပြန်လန်သွားပြီမြဲတိုက်ပွဲကမပြီးသေးဘူးလို့ဖော်ပြထားပါတယ်။ရှမ်းမြောက်ဒေသနောင်ချုံမြို့နယ်တောင်ခမ်းကြီးရွာဘက်မှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်ကအစိတ်တက်ငွေဘုံသုံးပြီးတိုက်ခိုက်နေတယ်လို့ DPLA ဒနုပြည်သူလူမျိုးရေးတပ်တော်ကသတင်းထုတ်ပြန်ပါတယ်။ April 20မွန်းလွဲတနအီနဲ့3နိုင်ီမှာ စစ်လီရင်ကကျဲသွားတဲ့ဘုံခုနှလုံးမှာအစိမ့်ငွေဘုံတွေ ပါဝင်နေပြီး DPLA ရဲဘော်တွေနဲ့ TNL တမ်းမျိုးသားလူမျိုးတက်မတော်ရဲဘော်တွေမူဝေအော့အန်လာသွေးပောင်ချိန်ကြတာတွေခံစားနေရတယ်လို့ဆိုပါတယ်အပြစ်ခတ်ရစဲထားတယ်လို့ကြေညာထားတဲ့စစ်ကောင်စီတပ်ကလေရင်နဲ့နေစဉ်ဘုံကျဲနေတဲ့အပြင်နိုင်ငံတကာကတားမြစ်ထားတဲ့အစိမ့်ငွေဘုံကူပါ သုံးနေတယ်လို့ဖော်ပြထားပါတယ်။ရှမ်းမြောက်ဒေသလာရှူမြို့ရဲ့အထင်ကရနေရာတွေမှာစိုက်ထူထားတဲ့ MNDAA ကိုကန့်တက်အလံတွေကိုဧပြီ27မနေ့ပိုင်းမှာ ဖြုတ်သိမ်းသွားတယ်လို့ရွှေပြည်မြေကဖော်ပြပါတယ်။လာရှူမြို့ပေါ်ရက်ွက်ဆက်နှစ်ခုမှာအလံတွေဖြုတ်သွားပြီမြင့် လာရှူမြို့ထဲမှာတော့ MNDAA တပ်သားတွေရှိနေစေဖြစ်ပြီး စစ်ကောင်စီတပ်တွေရဲ့လုံခြုံရေးကို MNDAA ကတာဝန်ယူပေးထားစေဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ MNDAA စစ်ကောင်စီနဲ့တရုတ်အစိုးရတာဝန်ရှိသူတွေစင်နကောင်ဟိုတယ်မှာဆက်လက်ဆွေးနွေးနေစေဖြစ်တယ်လို့လည်းသိရပါတယ်။အစိုးရပိုင်းသတင်းတွေအရဧပြီ27ဟာကိုကန့်တက်တွေလာရှုမြို့တဲကနေဆုတ်ခွာပေးရမယ်နောက်ဆုံးရက်ဖြစ်ပြီး စစ်ကောင်စီကအုပ်ချုပ်ရေးကိုဆက်လက်တာဝန်ယူမှာဖြစ်ပါတယ်။ MNDAA ဦးဆောင်တဲ့ຫນွေဦးတော်လိုင်းတပ်တွေက2024ဩဂုတ်3မှာအရှိမျောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့လာရှုကို သိမ်းပိုက်ခဲ့တာဖြစ်ပြီး အခုတော့တရုတ်ရဲ့ဂျာဝင် PR ပေးမှုအရလက်ရှိ အခြေအနေကိုရောက်လာတာလို့ဖော်ပြထားပါတယ်ခင်ဗျာ။